2025ခုနှစ်ပါတီဆောင်ဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်နိုင်ငံတဝန်းရှိတိုင်းဒေသကြီးပြည်နယ်များရှိမြို့နယ်များအလိုက်လူစီကားရာနေရာတွေမှာနိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့ဆောင်ပုတ်ပါလူထုအသိပညာပေးဆိုင်ပုတ်တွေကိုယမန်နေ့ကစိုက်ထူးခဲ့တယ်လို့သိရပါတယ်အဆိုပါအသိပညာပေးဆိုင်ပုတ်များစိုက်ထူးတဲ့အခမ်းအနားတွေကိုပါတီဆောင်ဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲကျင်းပမယ်ပဲခူးတိုင်းဒေသကြီး ကြီးကြီးမြို့နယ်ဆလေးမြို့နယ်၌၎င်းမကွေးတိုင်းဒေသကြီးကြီးမြို့နယ်ဆနက်မြို့နယ်များ၌၎င်းအေယဝတီတိုင်းဒေသကြီးကြီးမြို့နယ်စတက်မြို့နယ်၌၎င်းစကိုင်းတိုင်းဒေသကြီးတမူးမြို့၌၎င်းရခိုင်တိုင်းဒေသကြီးထန်းတပင်မြို့၌၎င်းမန္လေးတိုင်းဒေသကြီးကြောက်ဆဲမြို့၌၎င်းရှမ်းပြည်နယ်အောင်ပန်းမြို့၌၎င်းကချင်ပြည်နယ်ပူတာအိုနောင်မွန်းမိုးကောင်းနယ်မိုးညင်းမြို့တို့၌၎င်းကျင်းပခဲ့တယ်လို့သိရပါတယ်အထွေထွေရွေးကောက်ပွဲအတွက်ပထမအကြိမ်မဲစ ဆန္ဒရှင်စရင်တွေကိုရက်ခွက်နယ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးတွေမှာအများပြည်သူကြည့်ရှုနိုင်ရေးအောက်တိုဘာလ23ရက်အထိကထားကြီးညာပေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။